င်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဒီနေ့အော်တိုဘာလ9ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာနဲ့ channel တွေကကောင်းတို့ရသတင်းကြောင်းတွေဖတ်ကြားတင်ဆက်ပေးစီစဉ်စတင်တော့ဖြစ်ပါခင်ဗျာဒီစီစဉ်ကိုကျွန်တော်စီသူဇာနဲ့အတူကျွန်တော်အောင်သူတို့ကတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကောင်းစီဒီနေ့မှာဘယ်လိုမျိုးကြောင်းစာတွေမျက်နှာဖုံးတင်ထားလဲမသိခင်ဗျာဟုတ်ကဲ့ပါဒီကနေ့ထွက်လာတဲ့သတင်းစာတွေကမျက်နှာဖုံးသတင်းတွေကိုကျွန်တော်ရွေးထားတာတွေကိုကျွန်တော်ဖတ်ပြပေးချင်ပါတယ်ဒါကတော့ပထမဆုံးအနေနဲ့7 day သတင်းစာမှာဖော်ပြပေးထားတဲ့သတင်းတစ်ပုဒ်ကိုကျွန်တော်ဖတ်ပြပေးပါမယ်ဒါကတော့ရန်ကုန်မှာတဲ့နေနမိတ်တက်မှတ်ပြီးတော့စိုင်ကယ်စီးနင်းခွင့် ပြန်လဲခွင့်ပြုရန်စီစဉ်နေဆိုတဲ့တဲ့မှာဒါတော့မနေ့ကရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာဒီလေးစင်းနဲ့စက်မှုလက်မှုနဲ့လမ်းမဆက်သွေးရေးဝန်ကြီးဒေါ်နီလာကျော်ကကျွန်တော်တို့ဖြေဆိုခဲ့တဲ့ဥစ္စာကိုတဲ့မှာမျက်နှာဖုံးတင်ထားတာပေါ့နော်နောက်တဲ့တဲ့င်းတစ်ပုဒ်ထပ်ပြီးတော့ဖတ်ပြပေးခြင်းပါတယ်ဒါတော့ the white တဲ့င်းစာမှာပါတဲ့တဲ့င်းတစ်ပုဒ်ပါတဲ့င်းကောင်းစဉ်ကတော့လူအခွင့်ရေးကော်မရှင်အဖွဲ့ဝင်၄ဦးယာရုကနေပြီးတော့နှုတ်ထွက်ခွင့်ပြုလိုက်ပြီးဆိုတဲ့တဲ့င်းမှာ ောက်တဲ့သတင်းတစ်ပုဒ်ကတော့ Daily 11သတင်းစာမှာဖော်ပြပေးထားတဲ့သတင်းတစ်ပုဒ်ပါပဲခင်ဗျာရောင်းတိုင်းဒေသကြီးအတွင်းမှာရှိနေတယ်တဲ့စောက်လို့ရေးလုပ်ငန်းတွေနဲ့ကြိုက်တာယူကြက်9000ဆိုင်အချို့မှာရောက်ရှိလုတ်ကင်နေတဲ့တရုတ်လူမျိုးတွေအပါအဝင်တရားမဝင်နိုင်ငံသားအလို့သမားတွေကိုဝင်ရောက်စစ်ဆေးတော့မှာလည်းဖြစ်ပါတယ်ဆိုပြီးတော့ခေါင်းစဉ်တင်ထားပါတယ်ဗျဟုတ်ကဲ့ဗျာဟုတ်တအားတော့တချို့စောက်လို့ရေးလုပ်ငန်းတွေမှာဝင်ပြလုပ်နေဥပမာ VNN တို့ဘာလို့မှလည်းဝင်ပြစစ်ဆေးလို့လိုရဟုတ်ကဲ့ပါဗျာဟုတ်ပါတယ် โอเคပါခင်ဗျာကျွန်တော်ကတော့ခုနကိုအန်သူဖတ်သွားတဲ့ဒီဆိုင်ရန်ကုန်ဘီမှာဆိုင်ရန်စီးနင်းဝင်းနဲ့ပတ်သက်တဲ့အိဒါအပေါ်လေးကိုကျွန်တော်ရွေးချယ်ထားပါတယ်ဟုတ်ကဲ့ device မှာပါတာပါခင်ဗျာဆမ်မီနာ6မှာပါရန်ကုန်နဲ့ဆိုင်ရန်စီးနင်းဝင်းစီးနင်းဝင်းစေးအတွက်လေးလေးမသွားစေလို့ဆိုပြီးတော့ခေါင်းစဉ်တက်ထားပါတယ်ဟုတ်ကဲ့ရန်ကုန်ရဲ့အေရအတွင်းရှိတင့်တော်သောမြို့နယ်များတွင်မော်တော်ဆိုင်ကယ်များစီးနင်းခွင့်ပြင်လဲပြုမိဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးစုံလက်မှုနှင့်နမတ်ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီးဒေါ်နီလာကျော်၏ပြောဆိုချက်ကို ကိုတဲ့မူအဖြစ်ကျူဆွအပ်ပေသည်တဲ့ရမမျိုးတော်သည်တဲ့ရှစ်တော်အားရှာတဲ့တဲ့အကြောင်းပြချက်ခံလုံစွာမရှိဘဲမော်တော်ဆိုင်ကစီးနင်းခွင့်မပြုသည်တခုတည်းသောမျိုးတော်ဖြစ်သည့်အတွက်ယခုကဲ့သို့ပြန်လည်ခွင့်ပြုမည်ဖြစ်ကြောင်းပြောဆိုမှုအမူအဖြစ်ကျူဆွရခြင်းဖြစ်သည်တဲ့တာမန်အဖြစ်စဉ်းစားပါကရင်စည်းကမ်းလမ်းစည်းကမ်းချုပ်ပေါက်မှုနဲ့ရင်ကျော်ပိတ်ဆို့မှုများဆိုးဆိုးရွားစွာဖြစ်ပေါ်နေသောရန်ကုန်နယ်မော်တော်ဆိုင်ကများစီးနင်းခွင့်ပြုလိုက်ပါကပို၍စီးမဲ့ကမ်းမဲ့ဖြစ်သွားနိုင်မည်ဟုတွက်เสียတွက်ဆเสียရလည်းရှိနေပေသည်တဲ့မော်တော်ဆိုင်ကများစီးနင်းခွင့်ပြုခြင်းကြောင့် အားသာချက်များရှိလာနိုင်တယ်လို့အားနည်းချက်တွေလည်းကြိုရမည်ဖြစ်ကြောင်းစနစ်တကျအစီအမံခံခွဲတက်ပါကအားနည်းချက်ရောချသွားနိုင်မည်ဆိုပြီးတော့လည်းသူကရည်တာထားပါတယ်မော်တော်ဆိုင်ကနေများဟုတ်ကဲ့ပြဟုတ်ဒီမော်တော်ဆိုင်ကများတရားဝင်စီနီဝင်ပြုလိုက်ပါကတဲ့တော်တူတော်ခေါ်အိမ်ရောက်ဖို့ဝန်ဆောင်မှုများသည်လက်စားနှင့်အသေးစားစီးပွားရေးလုပ်ငန်းများရခင်နဲ့ပို့ပြီးပို့ရေးလုပ်ငန်းတွင်ကျေလာနိုင်ခြင်းတမန်ဝင်ရှိသူတိုင်းဝယ်စည်းလာနိုင်သောကြောင့် ၎င်းတို့နဲ့ဆက်စပ်နေသောလုပ်ငန်းများအမြန်ဆန်ချုံးမွေးလာနိုင်ခြင်းဆိုင်ကယ်ဝယ်ယူမှုတို့မြင့်တက်လာခြင်းကငွေကြေးလည်ပဲစည်းစိမ်မှုပမာဏနဲ့အရှိန်အဟုန်တိုးလာစေခြင်းကားတဲ့ဆန်လေးအစီကုံကြတက်တာတက်တာကားတဲ့ရင်ကျောပိတ်ဆို့မှုကိုရှောင်ရှားနိုင်ခြင်းကဲ့သို့အကျိုးစေးကျေးဇူးများရှိနိုင်သည်ဆိုပေမဲ့လည်းသူအရေးသားတာဒါတော့သူ့ရဲ့အကျိုးကျေးဇူးတွေပါဗျာအထူးသဖြင့်ရန်ကုန်မြို့တော်ကြီးတဲ့လက်ရှိရင်ဆိုင်နေရသောရင်ကျောပိတ်ဆို့မှုပြဿနာကိုဖြေရှင်းရတဲ့ရေတို့ရေရှည်နီးလက်များစွာရှိသည့်အနက်လမ်းအေရများစွာမယူဘဲ လျင်မြန်သာဒေါ်လာနိုင်သည့်မော်တော်ဆိုင်ကယ်များစီးနင်းခွင့်ပြုခြင်းထိုင်းနိုင်ငံဘန်ကောက်မြို့တော်ကဲ့သို့ဆိုင်ကယ်တက္ကစီများစနစ်တကျပြည်ဆွေးခွင့်ပြုခြင်းတို့ကိုကူညီနိုင်ပေသည်တဲ့။အပြောဒီတခြားတစ်ဖက်တွင်လည်းစီကံမဲ့ကားများကားများအပြင်စီကံမဲ့ဆိုင်ကယ်များ၏တန်ကိုပါထပ်တိုးထပ်တိုးခံရနိုင်ခြင်းဆိုင်ကယ်တုံပြူ၍ကျူးလွန်သောလူရဲမှုများမြင့်မားလာနိုင်ခြင်းမတော်တဆတိကိမှုတိမ်မောက်မှုများတိုးလာနိုင်ခြင်းအများပြည်သူစိတ်နှောက်ယှက်ဖြစ်စေနိုင်သော စစ်နိုင်တော့အတန်ဆူညံမှုတို့မြင့်မားလာခြင်းနဲ့ပဲရင်သိမ်းရဲလိုအပ်ချက်ကြီးလာနိုင်ခြင်းကဲ့သို့အားနည်းချက်များကိုလည်းမဖြစ်မတင်ကြိုးရမယ်ဆိုတော့လေသူကဖောက်ပြထားပါတယ်နောက်ဆုံးအနေနဲ့တော့ဒီဈေးနှုန်းနဲ့အရွယ်အစားအသာချက်အရမော်တော်မော်တော်ယာဉ်များထက်အစများစွာစီးရီတိုးလာနိုင်ခြင်းကြောင့်ပို၍ထင်းခွေရမည်ထင်းခွေခတ်မည်မော်တော်ဆိုင်ကယ်များတရားဝင်စီးနင်းကိုပြုမည်ဆိုပါကရင်းမတန်မီမီတို့စီမံခန့်ခွဲကြီးကျက်ထိမ့်သိမ်းမည်ဘေးရဆိုးကျိုးများကိုမီတို့ကာကွယ်ဖြစ်ရှိမည်ဆိုသောအချက်များကို down အကောင့်စီပြပြန်းစွာထည့်သွင်းစဉ်းစားတာကြိုတင်စီမံချက်များရေးဆွဲပြင်ဆင်ထားခြင်းမရှိပါကစေးအတွက်လေးသွားနိုင်ကြောင်းသိစီလိုချင်ဖြစ်သည်ဆိုတော့ device ရဲ့အဲ့ဒါအပေါ်မှာဒေတာတာဖြစ်ပါခင်ဗျဟုတ်ကဲ့ပါဒီကိစ္စနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့အကောင်ဘက်ကကြည့်မယ်ဆိုရင်တော့ကောင်းကျိုးတွေအများကြီးရှိနိုင်တယ်လို့စူဂျိုးဘက်ကကြည့်မယ်ဆိုရင်စူဂျိုးတွေအများကြီးရှိနိုင်တယ်ကိုစီသူစီရည်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုထပ်ပြီးတော့ဖတ်ပြပေးကြပါမယ်ဒါတော့7 day သတင်းစာမှာဖော်ပြပေးထားတဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်ခင်ဗျာ ။သတင်းကောင်းစင်ကတော့6လအတွင်းနဲ့ကုန်သွယ်မှုပမာဏဒေါ်လာ73ဘီလီယံခန့်ရှိဆိုတဲ့သတင်းလေးပါ။ဒါတော့စီးပွားရေးသတင်းတစ်ပုဒ်ဖြစ်ပါတယ်ကိုစီတို့ကြည့်ရအောင်။ယခုတည်း2016 2019ဘန်နာနှစ်အစားတဲ့ April လကနေပြီးတော့စက်တင်ဘာလကုန်အထိ6လတာကာလအတွင်းကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ12.9ဘီလီယံကျော်ရှိပြီးယခင်ဘန်နာနှစ်ကာလတူနဲ့နှိုင်းယှဉ်မယ်ဆိုရင်လည်းဒေါ်လာ483တန်းယွန်နဲ့နေကြောင်းနဲ့စီးပွားရေးနဲ့ကုသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသတင်း ဒီရနေပြီးတော့တည်ရတဲ့စုတင်းမှာဖော်ပြပေးထားပါတယ်6လအတွင်းနဲ့ပြည်ပနိုင်ငံတွေကိုလည်းကန်ဒေါ်လာ9.5ဘီလီယံကျော်တန်ဖိုးရှိတဲ့ပို့ကုန်များတင်ပို့ပြီးကန်ဒေါ်လာ9.3ဘီလီယံကျော်တန်ဖိုးရှိတဲ့အတွင်းကုန်တွေတင်တွင်ထားကြောင်းနဲ့ထုတ်ပြန်ထားတဲ့စည်ရင်းစရာတွေမှာဖော်ပြထားပါတယ်တဲ့အစိုးရတဲ့လက်ထက်မှာ6လတာကာလအတွင်းကုန်သွယ်မှုလုံခွေဟာ1.8ဘီလီယံခန့်ရှိပါတယ်တဲ့ပို့ကုန်တွေတင်ပို့ရမှာလေယာထွက်ကုန်ပစ္စည်းကန်ဒေါ်လာ1.3ဘီလီယံကျော် ရေထွက်ကုန်ပစ္စည်း228တန်းကျော်တထုသွင်းထွက်ပစ္စည်း382တန်းတစ်တော့ထွက်ပစ္စည်း133တန်းနဲ့စက်မှုကုန်ချောပစ္စည်းကမ်ဒေါ်လာ1.6ဘီလီယံခန့်တင်ပို့ခဲ့ပါတယ်ပို့ကုန်တင်ပို့မှုဟာရခင်ဗန္နာနှစ်ကာလနဲ့နှိုင်းယှဉ်မယ်ဆိုရင်လည်းဒေါ်လာ364တန်းကျော်ပုံမူတင်ပို့ထားပြီးစီးပွားရေးနဲ့ကုန်သင်းရောင်းဝယ်ရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးတဦးကပြောပါတယ်ပို့ကုန်ပါတဲ့ စက်မှုကုံချောပစ္စည်းတင်ပို့မှုကအများဆုံးပဲဖြစ်ပါတယ်တဲ့ပြည်ပနိုင်ငံတွေကနေပြီးတော့ကုန်ပစ္စည်းတင်သွင်းမှုဟာယင်းနှိမ့်နှံမှုကုန်စည်းအများဆုံးဖြစ်ပြီးတော့ကန်ဒေါ်လာ3ဘီလီယံတန်ဖိုးရှိတန်ဖိုးတင်သွင်းထားပြီးလည်းဖြစ်ပါတယ်တဲ့သို့တော်တဲ့6လအတွင်းတွင်းကုန်တန်ဖိုးကတော့ရခင်နှစ်ကာလနဲ့နှိုင်းရှင်မယ်ဆိုရင်ဒေါ်လာတန်900ခန့်ယုံနေသွားပါတယ်တဲ့ယခုဘန်နာနှစ်မှာပြည်ပနိုင်ငံတွေနဲ့ကုန်သွယ်မှုတန်ဖိုးဟာကန်ဒေါ်လာ ဘီလီယံကျော်ရရှိရန်မျှော်မှန်းထားပါတယ်ဆိုပြီးတော့ဖော်ပြထားပါတယ်ဒါတော့ဒီနှစ်ဖြစ်ပြနေတဲ့ကိစ္စတွေနဲ့မနှစ်ကဒီချိန်ကာလနဲ့နှမ်းရှင်မယ်ဆိုရင်တချို့ကျော်နေနေတာတွေတွေ့ရတယ်ခင်ဗျဒါတော့လက်ရှိအစိုးရအနေနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟုတ်ကဲ့ပါဟုတ်ဒီဟာစိန်ခေါ်ချက်တစ်ခုလည်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကောင်းတဲ့စီးပွားရေးသတင်းဖတ်ပြကျွန်တော်လည်းစီးပွားရေးနဲ့ပတ်သက်တဲ့သတင်းတစ်ခုလေးဖတ်ပြပေးချင်ပါတယ်အားတော့အများလေးစိတ်ဝင်စားမှထင်ပါတယ်ဒီဗိုက်စ်မှာပါလာပါမျက်နှာဖုံးပါပါသူက စัญญင်းတင်ရွှေစည်းပြန်ကြတယ်စัจจမိဟုခံမှန်းဆိုပြောမှာပါလာပါခင်ဗျဟုတ်ကဲ့ဗျခောက်ရွှေတစ်ချက်သားလင် ကိုသိန်းအထိစัญญင်းတင်မြင့်တက်ခဲ့တော့ပြည်တွင်းရွှေစည်းမှာ၄ရက်အတွင်းအခောက်ရွှေတစ်ချက်သားလင်ကျက်3000 3000နီးပါးပြန်လဲကျဆင်းသွားကြောင်းရွှေဝန်းသာအခောက်ရွှေလကဈေးကွက်အတွင်းမှာစုံစမ်းသိရှိရသည်တဲ့ပြည်တွင်းရွှေစည်းမှာအော်တိုဘာလ၂ရက်နေ့ကအခောက်ရွှေတစ်ချက်သားလင် ကိုသိန်းအထိစัญญင်းတင်မြင့်တက်ခဲ့ပြီးအော်တိုဘာလ၆ရက်နေ့အတွင်း ်ခောက်ရှည်တစ်ကျပ်သား836,000ကျပ်အထိစရိုက်ပြန်လည်ကျဆင်းသွားခြင်းဖြစ်ကြောင်းခောက်ရှည်လက်ကားဈေးကွက်တင်ရဆွမ်းလန်းသိရှိရသည်တဲ့ဒါနဲ့ပတ်သက်ပြီးတော့နော်ဒီရွှေရောင်းဝယ်သူတို့ကဘာပြောလဲဆိုတော့ရွှေဈေးကကမ္ဘာရွှေဈေးကောပြည်ရင်းဒေါ်လာဈေးကောနှစ်ခုပေါင်းကျလို့ဒီလောက်ထိကျသွားတာပါတဲ့ပြည်ရင်းဒေါ်လာဈေးကျနေဦးမယ်ဆိုရွှေဈေးကအခုတစ်ပတ်အတွင်း၈သိန်းခွဲလောက်ထိဆက်ပြီးတော့ ဝိကြဆင်းနိုင်တယ်တဲ့ဆိုရမှဒီရွှေတိတ်ဆိန်ရဲ့ရွှေဆိုင်ကိုဟိုကိုပိုင်ရှင်ပေါ့နော်ကိုစောငါဆိုတာပါလေနောက်ပြီးတော့အော်တိုဘတ်9ရက်နေ့ပြမငွေကြီးဈေးကွက်အတွင်းအမေရိကန်ဒေါ်လာလင်1980ကျပ်မှာအော်တိုဘတ်6ရက်နေ့တွင်မူအမေရိကန်ဒေါ်လာလင်1980ကျပ်တိကျဆင်းသွားကြောင်းပြမငွေကြီးဈေးကွက်ဒီမှာဆွမ်းသိရှိတယ်ကပ္ရွှေဈေးမှာအော်တိုဘတ်2ရက်နေ့ကကပ္ရွှေ တောင်စလင်1315ဒေါ်လာမှအော်တိုဘာလ6ရက်နေ့တွင်ကမ္ဘာရွှေတောင်စလင်1265ဒေါ်လာအထိကျဆင်းသွားခြင်းဖြစ်ပြီး၄ရက်တွင်အမေရိကန်ဒေါ်လာ90ဝန်းကျင်ကျဆင်းသွားခြင်းဖြစ်ကြောင်းရွှေဈေးကွက်လေးလာစောင့်ကြည့်သူများထံမှသိရှိရသည်ဆိုမှာဟုတ်ပါပါခင်ဗျဟုတ်ကဲ့ပါဈေးစားကြရေးဆိုတာဟုတ်ကဲ့ပါဒါရွှေဈေးဆိုတာကကျွန်တော်တို့ဒေါ်လာဈေးအသက်ကျပေါ်မှာမှီတည်နေသလိုကမ္ဘာရွှေဈေးအသက်ကျပေါ်မှာလည်းမှီတည်ပါတယ်ဟုတ်ကဲ့ဒေါ်လာဈေးတွေကျလာတယ်ကမ္ဘာရွှေဈေးတွေကျလာတယ်ဆိုရင်တော့ပြည်ရင်းရွှေဈေးကတော့ကျနေဦးမှာပါ ဟုတ်ကဲ့ပါဟုတ်ကဲ့ပါနောက်ထပ်သတင်းဘုတ်ကိုကျွန်တော်ထပ်ပြီးတော့ဖတ်ပြပေးခြင်းပါတယ်ဒါတော့ daily 11သတင်းစာမှာဖော်ပြပေးထားတဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်ခင်ဗျာဒီသတင်းမှာခေါင်းစဉ်မှာဖော်ပြပေးထားတာတော့ကိုစီသူစီရဲ့ကချင်ပြည်နယ်အတွင်းမှာလည်းထိုးစစ်တွေရဆိုင်ပေးဖို့မြကြီးနားမြို့မှာလူ2000ခန့်လမ်းလျှောက်ဆန္ဒထုတ်ဖော်ဆိုပြီးတော့ပြောရခင်ဗျာဒီလူဦးရေပမာဏဆိုတော့နည်းတဲ့အဲ့လူတွေကမတော်တော့မဟုတ်ဘူးခင်ဗျာလူ2000ဆိုတဲ့အားတော်လေးများပါတယ်ကျွန်တော်သတင်းအပြည့်စုံကျွန်တော်ဆက်ဖတ်ပြပေးပါမယ် ကချင်ပြည်နယ်အတွင်းမှာလည်းထိုးစစ်တွေရဲ့စိုင်းပေဘူတဲ့မြေကြီးနားမြို့မှာပြည်သူ2000ခန်းကအော်တိုဘာလ6ရက်နေ့ကလမ်းလျှောက်ဆန္ဒတောင်းဆိုမှုတွေပြုလုပ်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။အဲ့ဒီဆန္ဒပြပွဲအတွက်အော်တိုဘာလ3ရက်နေ့ကမြေကြီးနားမြို့မနောကွင်းမှာဆန္ဒထုတ်ပေါ်ဟောပြောပွဲမှာပြည်သူလူထုကိုပြောကြားခဲ့ပါတယ်။နော်အဲ့လိုမျိုးပေါ့နော်အတန်ချက်ဆက်တွေနဲ့လိုက်လိုက်ပြီးတော့ပြောတဲ့ကိစ္စကိုဒီသတင်းမှာဖော်ပြပေးထားပါတယ်။ဒီမှာထပ်ပြီးတော့ဖတ်ပြပေးခြင်းပါတယ်။လမ်းလျှောက်ဆန္ဒပြပွဲမှာတိုင်းရင်းသားရမိရဖတွေ နိုင်ငံရေးခေါင်းဆောင်တွေကချင်ခရစ်ယာန်ဘာသာဝင်တွေအများစုပါဝင်ခဲ့ပြီးတခြားလူမှုရေးအဖွဲ့အစည်းတွေကခေါင်းဆောင်တွေလည်းအနေငယ်ပါဝင်ခဲ့ပါတယ်ဆိုတော့ဖော်ပြပေးပေးထားပါတယ်။အဲဒီမှာကြွေးကြော်ခဲ့တဲ့ဥစ္စာတွေကိုကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးပါမယ်။လမ်းလျှောက်စံနာထုတ်ပေါ်ဝင်မှာတဲ့ကချင်ဒေသမှာတပ်မတော်ကနေပြီးတော့ထူးစစ်ချက်ချင်းရပ်ပြီးရေဒုအရေးနိုင်ငံရေးပြဿနာကိုလည်းနိုင်ငံရေးနီးနဲနီးလန်းနဲ့ဖြေရှင်းပေးရေဒုအရေးနိုင်ငံရေးပြဿနာမပြေလည်တရွေ့အကြီးစားစီမံကိန်းတွေရဆိုင်ပေးရေဒုအရေးစစ်ဘေးရှောင်တုံးတွေရဲ့ ဂုံတိတ်ခါရှိစွာတဲ့နေရက်ပြန်နိုင်ရေးဒူရေးကချင်ပြည်နယ်အတွင်းမှာတဲ့ဖက်ဒရယ်နဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးဒူရေးစတဲ့ကြွေးကြော်တန်တွေကိုကြွေးကြော်ခဲ့ကြတယ်ဆိုပြီးတော့ဖော်ပြပေးထားပါတယ်။အဲဒီမှာငင်းကြံရေးအကျိုးဆောင်အဖွဲ့ဝင်ကဥခွန်အောင်ပြောတဲ့ဥစ္စာတွေကိုကျွန်တော်ဖတ်ပြပေးပါမယ်။သူကဘာပြောလဲဆိုတော့ကျွန်တော်တို့ငင်းကြံရေးအကျိုးဆောင်အဖွဲ့ဖွဲ့ဖြစ်ခဲ့တာကလည်း၅နှစ်လောက်ရှိပါပြီတဲ့။ဒီမှာရေးထားပါတယ်။အဓိကငင်းကြံပြီး လူအသက်ကယ်ဖို့ပါတဲ့အခုထိုးစစ်တွေအများကြီးဖြစ်နေတော့တနာယီမပြောနဲ့တမင်းနှစ်တိုင်းမှာလည်းလူအသက်တွေအများကြီးကယ်ကြရမှာပါတဲ့လူလူအနေနဲ့အပြည့်ရဖို့ဆန္ဒထုတ်ဖော်တဲ့ကျွန်တော်တို့ပါဝင်လာတာဖြစ်ပါတယ်တဲ့နိုင်ငံရေးပြည်ပခောက်ကိုနိုင်ငံရေးအရာသာဖြည့်ရှင်းပြီးတော့အဖြေရှာဖို့ဖြစ်ပါတယ်တဲ့နိုင်ငံရေးပြည်ပခောက်ကိုနိုင်ငံရေးအရာသာဖြည့်ရှင်းဖို့အရင်ကတည်းကလူလူကဆန္ဒရှိခဲ့တာပါတဲ့တက်မတော်ရော KIA အပါအဝင်ပေါ့နော်ရှေ့တန်းရောက်နေတဲ့သူတွေအားလုံးရဲ့လူအသက်တွေကိုကယ်ဖို့ပါပဲတဲ့ ပြည်သူတရလုံးပါဝင်တယ်လို့ယူဆပါတယ်တဲ့လူဦးရေအဖြစ်2000အထက်မှာရှိတယ်ဆိုတော့ပြောတယ်ခင်ဗျဒါကတော့လူဦးရေနည်းတော့မဟုတ်ဘူးဆိုတဲ့ဥစ္စာကိုသူကပြောခဲ့တာပါဆက်ပြီးတော့ဖက်ပြပေးပါမယ်လိုင်စာဝင်းကျင်မှာတဲ့ယခုရပိုင်းအတွင်းစစ်ပွဲတွေဖြစ်ပွားနေမှုနဲ့ပတ်သက်ပြီးတော့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုဆက်သွယ်မေးမြန်းပေးမယ်လေတဲ့အလုံးမအားသေးကြောင်းဖြေကြားမှုသာရှိခဲ့ပါတယ်စစ်တမလာ22ရက်နေ့ကမြမတမတော်ကသတင်းထုတ်ပြန်ချက်မှာဝိုင်းမော်မြို့နယ်အတွင်းမှာပုံမှန်အုပ်ချုပ်မှုဆောင်ရွက်နေတဲ့ကိစ္စအတွက်လုံခြုံရေးဆောင်ရွက်နေတဲ့တမတော်စစ်ကြောင်းကို စက်တမလာ23ရက်နေ့က KIA လက်နက်ကင်အဖွဲ့ကစွဲမိုင်းနှလုံးဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးတပ်မတော်သားအချို့ကြာဆုံးခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။တပ်မတော်နဲ့ KIA တို့ဟာတဲ့2016ခုနှစ်ကဩဂုတ်လအတွင်းမှာပေါ့နော်။ဖားကန်လမ်းပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးအရသာကားတွေမိုင်းထိမှုဖားကန်ဒေသကိုတွားရောက်နေတဲ့ရင်ရဲရင်တန်းတွေကိုပြစ်ခတ်ခံရမှုစာတင်ကြောင်းတွေလက်နက်ကြီးကြောက်ပြီးဆရာမနဲ့ចောင်းသားတွေတန်းရရှိမှု နေအိမ်မီးလောင်မှုတွေဖြစ်ပွားခဲ့ပြီးဖားကန်နဲ့ တနိုင်းလမ်းမကြီးပေါ်မှာမြကြီးနားကံပိုင်းကံပိုင်းဒီလမ်းမကြီးပေါ်မှာလည်းပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်ဆိုပြီးပြီးတော့ဒီတိုင်းမှာဖော်ပြပေးထားပါတယ်ခင်ဗျာဒါတော့လက်ရှိဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကတော့စီးရဲအရာဖြေမရှာဘဲနဲ့နိုင်ငံရေးအရာပဲဖြေရှာဖို့အတွက်သူတို့လိုလားတယ်ဆိုတဲ့ဥစ္စာကိုစန္ဒထုတ်ဖော်ခဲ့ကြတာလည်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဗျာဟုတ်ကတော့ကျွန်တော်တို့စီစဉ်ရအောင်ဆုံးစီဖြစ်တဲ့ကာတွန်းတွေရွေးချယ်တင်ပြတဲ့စီစဉ်လေးရောက်လာပါပြီ။အခုနေ့မှကျွန်တော်ကစံတော်ကြီးရဲ့ကာတွန်းရွေးချယ်ထားပါတယ်။အဲ့တော့အခုရပိုင်ဖြစ်နေတဲ့မူကင်းနဲ့ပတ်သက်တဲ့ ကာတွန်းလေးတပုတ်ပါပဲခင်ဗျဟုတ်ကဲ့ပါဗျာသင်းစာဖက်နေတဲ့လူကနေပဲဘေးမှာထိုင်နေတဲ့လူကသူလှမ်းပြောတယ်သင်းစာရေးဖက်ကြည့်တော့မှာပဲတဲ့ကျွန်တော်တို့နေတာလူပြည်အစစ်မှန်တည်ရတော့တယ်ဆိုပြီးမှစာသင်းစာဖက်နေလူကပြောသွားတယ်သင်းစာမပါရေးတာဆိုလူရဲ့တို့လူပြည်တို့ဆိုရေးထားတာပြောဟုတ်ကဲ့ပါဒီကာတွန်းလေးကတော့ကာတွန်းဆရာမင်းထက်လူကပြည်သားတွေ့ဖော်တာဖြစ်ပါခင်ဗျဟုတ်ကဲ့ပါလက်ရှိဒီမှာနိုင်ငံအတွင်းကတရားဥပဒေစိုးမိုးမှုအတွက်ပြည်သူတွေဟုတ်ကဲ့ပါဟာ ထိတ်လန့်ခြောက်ခြားနေတဲ့ကိစ္စတွေပေါ့နော်ဘူးကဖြစ်ရတွေအများနဲ့များတယ်ခင်ဗျာဓာတ်နဲ့ထိုးတာတွေလူရက်တာတွေတိုက်ခတ်တာတွေနှလုံးပြန်လေးလုံးပြန်စားတဲ့အဖြစ်ဖြစ်နေတဲ့ကိစ္စကိုကတော့ဆရာတည်ယောထားတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီကတ်တုန်းလေးနဲ့ပဲကျွန်တော်စီစဉ်ရေနှမ်းပြစေခင်ဗျာအားလုံးပဲကျန်းမာချမ်းသာကြပါစေခင်ဗျာ